ိုင်းနိုင်ငံမှာတရားပွဲဖြတ်သိမ်းခံလိုက်ရတာကြောင့်စိတ်မကောင်းဖြစ်ခါဆင်းရုံတင်လိုက်ရတဲ့ကိုရင်းလေးရှင်ဦးဓမ္မသာရောင်းထိုင်းနိုင်ငံမှာတရားပွဲဟောပြောစဉ်မှာတရားပွဲကိုထိုင်းဟာနာပိုင်းတွေကဖြတ်သိမ်းလိုက်တာကြောင့်စိတ်မကောင်းဖြစ်ခါဆင်းရုံတက်လိုက်ရတာကကိုရင်းလေးရှင်ဦးဓမ္မသာရောင်းပဲဖြစ်ပါတယ်။ရှင်ဦးဓမ္မသာရောင်းဟာသက်15နှစ်ရွယ်ရှိနေပြီဖြစ်ပေမယ့်ခန္ဓာကိုယ်ကြီးထွားမှုဖွံ့ဖြိုးမှုနှေးကွေးတဲ့ရောဂါကိုခံစားနေရတာကြောင့်အသက်9နှစ်ရွယ်မှာပဲရက်တက်နေတာဖြစ်ပါတယ်။ဒါမှမဟုတ်ကိုရင်းလေးရှင်ဦးဓမ္မသာရောင်းကသာသနာ့ဘောင်တွေကိုဝင်ရောက်ခါ ပရိယတိစာပေနဲ့စံကန်လေးကိုတင်ကြားနေတာဖြစ်ပါတယ်။ဒါကြောင့်ကိုရင်လေးဟာယောဂဝေဒနာကြောင့်ခန္ဓာကိုယ်သိရင်နေပေမယ့်တရားဓမ္မဟောကြားရမှာပါရမီပါသူဖြစ်တာပါ။ဒါပြင်ကိုရင်လေးရှင်ဥဒ္ဓမတာရဟာတရားစာပေဟောကြားရမှာလဲဉာဏ်ညာပါရမီပါလို့သူဖြစ်ပါတယ်။ဒါကြောင့်လေကိုရင်လေးရှင်ဥဒ္ဓမတာရဟာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံထိကိုသွားရောက်ခါတရားဓမ္မတွေဟောပြောနေတာဖြစ်ပါတယ်။ကိုရင်လေးရှင်ဥဒ္ဓမတာရဟာထိုင်းနိုင်ငံစမော့စာခွန်ခရိုင်မဟာချိုင်ဝေလာရက်ကွယ်တနင်္ဂနွေစီမှာ မေလတရနေ့ညပိုင်းကကျင်းပမယ့်တရားပွဲကိုတရားဟောသွားရင်းနဲ့တရားပွဲဖြတ်သိမ်းခံရရတာဖြစ်ပါတယ်။ကိုင်လင်ရှင်ဦးဓမ္မသာရာတရားပွဲဖြစ်ပြရေးအတွက်ခိုင်းရမြန်မာရွှေပြောင်းလုပ်သားများကစုပေါင်းပြီးတော့ကိုင်လင်ရှင်ဦးဓမ္မသာရာပင့်ဖိတ်ပြီးကျင်းပခဲ့ခြင်းဖြစ်ကပွဲစီစဉ်သူများကသက်ဆိုင်ရာသို့တရားပွဲခွင့်ပြုမိတ်မတင်တဲ့အတွက်ခိုင်းအာဏာပိုင်တွေကလာရောက်ပိတ်ပင်ခြင်းဖြစ်ကြောင်းကိုသိရပါတယ်။ခုဆိုရင်ကိုင်လင်ရှင်ဦးဓမ္မသာရာထိုင်းရဲတပ်ဖွဲ့တွေကဖမ်းဆီးကသတိပေးစကားပြောလိုက်တယ်လို့လည်းသိရပါတယ်။ ထို့ပြင်တော့ကိုရင်လီရှင်ယောဓမသာရဟာစာပေကျမ်းကလည်းမတင်ကြရသေးပေဗုဒ္ဓဘာသာတရားတွေကိုထိုင်းနိုင်ငံမှာဟောကြားဝင်မရှိကြောင်းနောက်တစ်ခါဆိုရင်လူဝင့်လဲပြီးတော့မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့လည်းပြောကြောင်းသိရတာပါ